လုံးမင်းမင်္ဂလာပါအခုပန်းမွင့်ထိုးဖို့ပြမယ်ပန်းမွင့်ကိုအခုအလဲဝစ်ဆန်လေးရင်ထိုးမယ်နော်ဝစ်ဆန်ကိုအောက်ကဖက်နှက်အယောင်လေးသုံးနာမယ်အပေါ်ကပွင့်ဖက်အယောင်တော့ကိုကြိုက်တဲ့အယောင်သုံးပါကြိုက်တဲ့အယောင်သုံးပါဆိုပေမဲ့အောက်ခံဒီလဲသားတွေဒီခြီးတွေအယောင်နဲ့လိုက်ဖက်မှုရှိမရှိကိုစမ်းပြီးတော့မှဟိုဟာချိန်ပြီးတော့မှလုံနော်အဲဆိုရင်အယောင်တွဲဆက်တာလှရင်လည်းဒီဇိုင်းတွေပို့လှသွားတယ်အဲဆိုရင်အခုဒီမှာ ပန်ဝစ်ဆန်ထိုးဖို့ကိုပထမဦးဆုံး magic ring လို့ခေါ်ပါတယ်အခုလောက်ပြမယ်ဟာ magic ring အရင်လုပ်မယ်နော် magic ring လို့ဟိုအတွက်ကိုလက်လေးနှစ်ချောင်းပေါ်မှာအခုဒီမှာလက်ခွာပြန်လက်ကလေးနှစ်ချောင်းပဲနှစ်ချောင်းပေါ်မှာကျိုးအတူအစလေးတင်မယ်လက်မနဲ့ဖိဖိပြီးအခုဒီမှာဒီကျိုးအရှိကိုဒီလိုလာမယ်ကြက်ချစ်ကက်ကလေးပြီးလက်ဖမွားနေလာမယ်လက်တန်းမှာမြန်းများလေးရစ်ထားပါမယ်လက်တန်းမှာမြန်းများရစ်ပြန်ပြီးမှဆိုလို့လေမြင်မြင်ရရှိပြီးမှောက်လိုက်ရင်အလက်ပေါ်မှာကျိုးနှစ်ချောင်းရှိတယ်ကျိုးနှစ်ချောင်းကို အရှိရနေထဲမှာအကုအရှိရဆိုတာဒီလက်သေးရှိတဲ့ဘက်ကနော်ဒီဘက်ကနေမထည့်ရဘူးဒီဘက်ကနေထည့်မယ်အရှိရနေအဒီဂျိတ်ကလေးကိုမှောက်ထားမယ်ဂျိတ်ကိုပက်လက်မနာမှောက်ပြီးတော့မှထည့်လိုက်တယ်ပြီးအနောက်ကကျိုးလှမ်းချိန်မယ်ဆွဲထုတ်လာအရှိကိုပါလာပြီပါလာပြီဆိုတာနဲ့အကုကိုဘက်ကိုကိုရင်ဘက်ကိုကိုထိုးပြီးတစ်ပတ်လှည့်လိုက်မယ်ဒီလိုမျိုးလေးလှည့်လိုက်တော့ဒီမှာဂွင်းလေးဖြစ်သွားပြီတက်ချီကလိန်နေနော်ဂွင်းလေးဖြစ်သွားပြီဆိုတော့မှဒီလက်သန်းကကျိုးလေး ဒီလက်တန်းအကျိုးလေးကိုဖူမီတစ်ချက်ယူမယ်ဖူမီရသည်အကကိုဘက်ကျိုးဟိုဘက်ရှေ့မှာတင်ထားသလိုပဲရစ်မယ်ချိန်မယ်ဆွဲထုတ်လိုက်မယ်အခုဒီခွင်းထဲကနေဆွဲထုတ်လိုက်မယ်ဖူမီတစ်ချက်ဖြစ်သွားမယ်အဲဆိုရင်အင်းဖုံးမိတစ်ချက်ရပြီရပြီဆိုလို့ရှိရင်အကလေးဒီမှာလက်မလေးနဲ့ထိန်းတာထိန်းပြီးသွားပြီဆိုလို့ရှိရင်ဒီလက်တန်းမှာခြိထားတဲ့ဟာလေးပြန်ဖြီးတော့အကုန်လုံး ပြန်ပြီးဖြီးပြီးဝိုင်းအက်ကနေကင်လိုက်ကင်လိုက်လို့ရှိရင်ဒီမှာထွက်လာတဲ့ဟာလေးကို margarine လို့ခေါ်ပါတယ်အဝိုင်းလေးဖြစ်သွားတယ်အဝိုင်းထဲမှာကျိုးလေးကလိမ်နေတယ်နော်ဒါ margarine ခွင်းအဲ့ဒါရပြီဆိုလို့ရှိရင်ဒီ margarine ခွင်းထဲမှာတိုင်တူ9တိုင်ထိုးပါမယ်ဒီချင်းနော်ချီကင်ကြီးခါလိုက်တင်လာတဲ့အချိန်ချီကင်ကြီးနဲ့ကင်မယ်တိုင်တူ9တိုင်ထိုးမယ်ထိုးတဲ့အခါအခုဒီနှကျိုးလိမ်နေတဲ့ဘက်ကနေကင်ပြီးတော့ထိုးမယ်ဒီလိုမျိုးတကြိုးတဲ့ဘက်ကနေမှဒီလိုလှည့်ပြီးတော့မထိုးဘူးနော် ဒါဒါမှလည်းအခုနီးမှန်မှလည်းကင်လာတာအလိုက်တင်နေပုံစံကြကြလေးဖြစ်တယ်။ခုဒီနှစ်ကျိုးလိမ်ကြီးတဲ့ဘက်တစ်ဖက်ရှိလိမ့်မယ်။အဲ့ဒီဘက်ကနေထိုးမယ်။ဒီကျိုးနှစ်ကျိုးလောက်ရဲ့အောက်ကနေထိမယ်။လှမ်းယူမယ်။ဒီကျိုးလေးလှမ်းယူဆွဲတင်မယ်။နှစ်ကျိုးဟိုလှမ်းယူယူပြီးဆွဲတင်လိုက်နှစ်ကျိုးဖြစ်သွားပြီ။အဲ့နှစ်ကျိုးစလို့ရေးပြီးတော့ထုတ်လိုက်လို့ရှိရင်တိုင်တူတိုင်ရပြီ။တိုင်တူဒီချက်ခုနှစ်တိုင်ယူမယ်လို့ပြောတာလေနော်။အဲ့ဒီမှာထပ်ထိမယ်။လှမ်းယူဆွဲတင်နှစ်ကျိုးနှစ်စုစလုံးရေးပြီးတော့ထုတ်မယ်။နှစ်တိုင် 3တိုင်း4တိုင်း5တိုင်း6တိုင်း9တိုင်းခန္ဓာတိုင်ရပြီဆိုလို့ရှိရင်ဒါအခုဒီချက်ကနေပဲခန္ဓာတိုင်ထုတ်ကားလိုက်တယ်เนาะခန္ဓာတိုင်ရပြီဆိုရင်အခုဒီမှာအကလေးဥဒဏ်ခဏဖြုတ်မယ် ဒါအထက်တဲ့ခွင်းနေနော်အထက်တဲ့ခွင်းနေပြုတ်မသွားစေနဲ့ပြုတ်သွားမှာဆိုလို့ရှိရင်ဒါအောင်နဲ့နဲ့ရှိရှိလေးဆွဲထားလိုက်ရတယ်ဒါအထက်တဲ့ခွင်းရောပြီးွားအခုဒီမှာခုနခွင်းနဲ့မှာကျိုးလေးနှစ်ခုလိမ့်နေလို့ပြောရလေအဲ့လိမ့်နေတဲ့ကျိုးကိုမလိမ့်အောင်ဖြီးလိုက်တော့ခွင်းနဲ့ကျိုးဖြီးပြီးအဲ့ဒီကျိုးအတူနော်ခြီလုံးကကျိုးကျိုးအရှိမဟုတ်ဘူးကျိုးအတူကိုဆွဲမယ်ကျိုးတူကျိုးကုံနဲ့ထီဆွဲမယ်ဆွဲလိုက်အခုဒီမှာအဲ့ဒီလိုအဝိုင်းလေးဖြစ်လာလိမ့်မယ်ဒီမှာကြံသေးတဲ့ကျိုးလေးရတွေ့လားအဲ့ဒါဆက်ဆွဲအားလုံးကုံသွားတဲ့ထီဆွဲမယ် အားလုံးကိုဝါရီတွေဆွဲမယ်အားဆိုလို့ရှိရင်သူကအဝိုင်းလေးဖြစ်သွားပြီအလဲအဝိုင်းလေးအဝိုင်းလေးဖြစ်သွားပြီဆိုလို့ရှိရင်ခုဒါပြီးသွားရင်ဆက်မယ်ဆက်တာဒီဆက်တာရှက်ကောနဲ့ဆက်မယ်နော်အခုဒီမှာပထမဦးဆုံးမြင်ရတဲ့ကျဆံမီသေးကိုကျဆံမီနဲ့ချမ်းလုံးရဲ့အထဲဝင်ပြီးတော့ချီကိုနှမ်းယူယူလာတဲ့ချီတစ်ခါတည်းတန်ထွက်လိုက်မယ်အဲ့ဆိုရပြီဆက်လိုက်ပြီ ဆက်ပြီးသွားပြီဆိုရင်ဖူမီတစ်ချက်ယူမယ်ဖူမီတစ်ချက်ယူပြီးသွားပြီဆိုလို့ရှိရင်တီချေတို့ခုနတော့အောက်မှာခွန်းတိုင်ထိုးထားတယ်နော်တိုင်တူအဲ့တော့ခွန်းတိုင်မှာအခုဖူမီအောက်ကနေနှိုက်ပြီးတော့တိုင်တူဟိုတိုင်ပွားတွေထိုးရမယ်တပောက်ကိုတိုင်ပွားတစ်ခုတစ်ခုစီတိုင်ပွားသည်တပောက်ထဲမှာနှစ်တိုင်ထိုးရတာလေအဲ့တော့အောက်မှာတိုင်တူခုနှစ်တိုင်ရှိတဲ့ဟာကိုတိုင်ပွားထိုးပါပြောတဲ့အတွက်ကြောင့်အပေါ်မှာအားလုံးပေါင်းတိုင်တူ14တိုင်ဖြစ်သွားလိမ့်မယ်နော်တတိုင်းဒီပောက်မှာပဲပြန်ထိုးမယ်နော်နောက်တတိုင်း နှစ်တိုင်ဖြစ်သွားပြီဒီပေါက်မှာနှစ်တိုင်ပြီးနောက်ထပ်တစ်ပေါက်ဒီမှာနောက်ထပ်ကြည့်ဆင်ပြီးအောက်ကနေနှိုက်ပြီးတော့ကြည့်ဆင်ပြီးနှစ်ချင်းလုံးအောက်ကနေနှိုက်ပြီးတော့နှစ်တိုင်ထပ်ထုံမယ်တပေါက်နှစ်တိုင်စီနဲ့တူပွားမယ်အောက်မှာခုနှစ်တိုင်ထိုးထားတဲ့အရာတစ်ခုကိုတပေါက်နှစ်တိုင်စီထိုးတဲ့အခါကျတော့14တိုင်ထွက်လာနိုင်မယ်နှစ်တိုင်တပေါက်ထဲနှစ်တိုင်ပြီးသွားရင်နောက်ထပ်ကြည့်ဆင်ပြီးတစ်ခုတစ်ခါထပ်သွားမယ်အဲ့လိုပဲတတိုင်းနှစ်တိုင်ရပြီ အပြီးနောက်ထပ်တစ်ပတ်တော့ခါထပ်ပါမယ်တပတ်ပြည့်သွားပြီတပတ်ပြည့်ရင်ဆက်မယ်နော်ဆက်သုံးဒါနဲ့ဆိုရင်14အဲ့တော့တပောက်တစ်တိုင်စီနဲ့14တိုင်ပြီးသွားပြီတပောက်နှစ်တိုင်စီနဲ့တိုင်ပွားထိုးတာဖြစ်တဲ့အတွက်တပောက်နှစ်တိုင်စီနဲ့ခုနှစ်တိုင်ရှိတာကိုတပောက်နှစ်တိုင်စီဆိုတော့14တိုင်ပြီးသွားပြီပြီးသွားပြီဆိုရင်ရှက်ကွန်နဲ့ပြန်ဆက်မယ်ဆက်တဲ့ခါကျလို့ရှိရင်ဒီချေတို့အယောင်ဆက်တော့မယ် ။နောက်အခုဒါ14တိုင်းတည်ပြီးသွားပြီနော်။အယောင်ဆက်မှာဖြစ်တဲ့အတွက်ကြောင့်မို့လို့အခုခြေအစ်စ်ကိုကင်မယ်။ခြေအစ်စ်ကိုကင်။တင်ပေးထားတဲ့ခြေကင်နည်းနဲ့ကင်မယ်။ကင်ပြီးဒီခြေတို့ဒါအခုရှက်ကော်နဲ့ဆက်ရမယ်လို့ပြောထားတယ်လေ။အခုထိုးထားပြီးသားအပေါက်ကက်ပြီးနောက်တစ်ပေါက်ကိုဝင်မယ်ဆက်ဖို့အတွက်ကို။နာဘောက်ကိုဝင်ရှက်ကုန်နဲ့ဆက်တာဒီဝင်ပြီးချီကိုလှမ်းယူရတာလေဒီကျတော့အယောင်ဆက်မှာဖြစ်တဲ့အတွက်ကိုဆက်မဲ့ချီကိုလှမ်းယူမယ်ချီအဟောင်းမြူတော့ဆက်မဲ့ချီကိုလှမ်းယူယူလာတဲ့ဒီချီဒီဘုတ်တစ်ခါတည်းတန်းထွက်နိုင်မယ် အဲဆိုရင်ဒီကျေတို့ဆက်ပြီးသားလည်းဖြစ်သွားပြီဖခင်အယောင်ဆက်ပြီးသားလည်းဖြစ်သွားအိုးပြုတ်သွားပြီအញ្ញံဆွဲလိုက်တာပြုတ်သွားပြီပြန်ပြမယ်နော်ခုဒီမှာ14တိုင်းထိပြီးသွားရင်ရှက်ကုန်နဲ့ဆက်ရမှာကိုဆက်မအပေါက်သေးဘူးအကူရင်ထိုးထဲလိုက် ထိုးထဲပြီးသွားပြီဆိုရင်ခြေအစ်စ်ကိုလာကင်မယ်ခြေကင်နည်းနဲ့ကင်ကင်ပြီးယူသားကြတော့ခြေအစ်စ်ကိုပဲယူရမယ် ခြေသစ်ကိုယူယူပြီးဒီဘက်ကိုတခါလဲတန်းထွက်မယ်ရှက်ကော့သေးတခါလဲတန်းထွက်တာလေထွာလိုက်အဆွေရပြီခုနလိုပြုတ်မှာစိုးရတယ်သတိထားနော်အနောက်ကဒီချီအစ်စ် အတူလေးပြုတ်သွားမှာစိုးရတယ်အန်နဲ့သတိထားပြီးတော့ထိမိနေကြမယ်ဒီထီရပြီဆိုလို့ရှိရင်အပေါ်ပွင့်ဖက်ကလေးတွေထိုးတာပြတော့မယ်နော်အပေါ်ပွင့်ဖက်ကလေးတက်မယ်နော်ဒီထီကိုအရင်လုပ်ပေးနော်